ါခင်ဗျာဒီဘက်မှာတော့ဗဟိုဘဏ်ကနိုင်ငံသား၃ငွေလက်ခံကန်ဆောင်ခွင့် license တွေရုပ်သိမ်းလိုက်တဲ့တဲ့ရင်ကတော့ထူးထူးခြားခြားဖြစ်နေပါတယ်နိုင်ငံသားငွေလက်ခံကန်ဆောင်ခွင့်ပြုထားရကနေအော်တိုဘာလ16ရက်နေ့မှစပြီးတော့မှနိုင်ငံသားငွေလက်ခံကန်ဆောင်ခွင့်မပြုတော့ဘဲနဲ့မြန်မာကျပ်ငွေတစ်မျိုးတည်းကိုပဲအသုံးပြုရမယ်လို့ညွှန်ကြားချက်ထုတ်လိုက်တာပါပြည်တွင်းမှာဒေါ်လာသုံးဆွဲမှုမြန်မာနေတဲ့အတွက်ကြောင့်မလို့ဈေးကွက်အတွင်းဒေါ်လာလိုအပ်ချက်တွေမြန်မာလာတွေကလည်းရှိလာပါတယ်ဒေါ်လာလိုအပ်ချက်မြန်မာလာတာကြောင့်မလို့လေဒေါ်လာဈေးမတိမငိမ့်တာတွေမြန်မာကျပ်ငွေတန်ဖိုးရော့ကျတာတွေဖြစ်ခဲ့ပါတယ် ဒါကြောင့်ဒေါ်လာ3ဆွဲတဲ့ပမာဏကို short ချဖို့အတွက်နိုင်ငံခြားငွေလက်ခံကန်ဆောင်ခွင့် license ပေးအပ်ထားတဲ့ hotel နဲ့ခီးလက်လယ်ရေးလုပ်ငန်းတွေစားတောက်ဆိုင်တွေ duty free shop တွေလေကြောင်းလိုင်းတွေဆေးရုံတွေ foreign forwarder တွေဆက်သွယ်ရေးလုပ်ငန်းတွေအပါအဝင်စီးပွားရေးလုပ်ငန်းတွေအားလုံးဟာနိုဘယ်လာ30ရက်နေ့နောက်ဆုံးထားပြီးတော့ license ပြန်အပ်နိုင်ရမယ်ဆိုပြီးတော့ဘိုးဘန်ကနေညွှန်ကြားချက်ထုတ်ပြန်လိုက်တာပါဒါမဲ့နိုင်ငံခြားငွေ license တွေကိုပဲဒုတ်သိမ်းတာဖြစ်ပြီးတော့မှမြန်မာနိုင်ငံသားတအူးကိုတော့ American dollar တသောအထိကန်ဆောင်ခွင့်နဲ့ဝန်ထမ်းလာစာပေးချေမှုကလည်းနိုင်ငံသားငွေလိုင်စင်ရုပ်သိမ်းခြင်းနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့ကြေညာထားတာကိုလည်းတွေ့ရပါတယ်။အဲဒီလိုင်စင်ရုပ်သိမ်းနဲ့လို့ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာဒေါ်လာကိုအရင်က1290ဝန်းကျင်ကနေ1280ဝန်းကျင်အထိ10လောက်ပြန်ပြီးကျဆင်းလာပေမဲ့ဈေးကွက်ထဲမှာလှုပ်ခတ်မှုတွေကတော့ရှိနေပါတယ်။ဘောကဗေဒပညာရှင်တဦးဖြစ်တဲ့ဒေါက်တာမောင်မောင်ဆိုးကတော့လိုင်စင်သိမ်းပြီးတဲ့နောက်ဒေါ်လာဈေးနှုန်းပြောင်းလဲလာတဲ့ပုံမှာခုလိုမျိုးသုံးသပ်ပြောပြပါဗျာ။ ဒီလိုထွက်လိုက်တဲ့အတွက်ကြောင့်ပထမအဦးဆုံးဒေါ်လာကင်ထားတဲ့လူတွေလက်ထက်မှာဒေါ်လာကင်ရတာကြောက်တဲ့အတွက်ကြောင့်နော်အသာအစာပိုင်းကကြောက်တဲ့အတွက်ကြောင့်နော်ဒါထုတ်ရောက်ပါပဲထုတ်ရောက်တဲ့အတွက်ကြောင့်မသိမသာဒေါ်လာစီကတော့ကြာတနည်းအားဖြင့်ဆိုလို့ရှိရင်တော့ supply side မှာများလာတယ်ဒါတော့ကြာတိတ်မကြပါဘူးနော်ဒါဟာကင်ဆောင်ခွင့်နဲ့ရောင်းဝယ်ခွင့်နဲ့ဆိုတာဟုတ်လူတွေပြက်ပြက်သားသားပြန်သိရင် ဒေါ်လာပြန်ကင်လို့ရှင်ဒေါ်လာပြန်ရှားသွားမှာပဲတက်အောင်မှာပဲဒေါ်လာလက်ခံကင်ဆောင်ခွင့် license ပြန်လဲရုပ်သိမ်းလိုက်တာကြောင့်မလို့ hotel နဲ့ tourism လုပ်ငန်းတွေမှာထိခိုက်မှုတွေရှိလာပါတယ်အထူးသဖြင့်ငွေလဲလဲရေးစင်တာတွေအလုံးလောက်မရှိတာတွေနဲ့ online ban snippet တွေမတွင်ကြတာတွေကြောင့်မလို့အခက်တွေ့စီရလို့လုပ်ငန်းရှင်တွေကပြောကြပါတယ်အဲ့တော့အခုကြတော့တို့ကဟိုညွှန်ကြားချက်တဲ့ပိုးခိုင်မအောင်ဆိုပြီးတော့ညွှန်ကြားခြင်းနဲ့ line line နာခြင်းမှာ line နာတာဆိုပြီးတော့ ့လိုင်စင်တွေသိမ်းတဲ့အဆင့်ထိရောက်တယ်ပေါ့အဲ့တော့လိုင်စင်တွေသိမ်းလိုက်တော့လေခုနပြောလို့ဟိုဟိုတယ်လုပ်ငန်းတို့နော်စားတောက်ဆိုင်လုပ်ငန်းတို့နိုင်ငံခြားသားတွေနဲ့တိုက်ရိုက်ထိတွေ့လုပ်ကိုင်းနေတဲ့လုပ်ငန်းတွေမှာနော်ဒီဥပမာ night life တွေဒီ entertainment တွေပေါ့နော်ဟိုအဲ့ဒါတွေမှာလဲတော်တော်လေးအကက်ခဲဖြစ်သွားသေးမယ်ပေါ့နော် အဲ့ဒါကိုအခုဝေဖန်နေကြတာပါအဲ့တော့အဲ့လိုထိခိုက်သွားတာကမထိခိုက်အောင်ဘယ်လိုလုပ်မလဲလို့စဉ်းစားလို့ရှိရင်အကယ်၍များပေါ့လေဒီမြန်မာနိုင်ငံကိုရောက်လာတဲ့နိုင်ငံခြားသားတွေကဒေါ်လာကို money changer မှာလဲရင်သူတို့ပါလာတဲ့ဒေါ်လာဟောင်းရင်ဟောင်းမသိเนาะနိုင်ငံတကာကလက်ခံနိုင်အောင်အသုံးပြုနိုင်တဲ့ငွေဖြစ်ရင် ဟိုမြန်မာကြက်ငွေတွေကိုမြန်မာနိုင်ငံလက်ခံနိုင်တဲ့နည်းနည်းဟောင်းလဲခေါရိုးကြေးလဲရတဲ့ဟာမျိုးတွေဟိုတကယ်လို့များလဲခွင့်ရမယ်ဆိုရင်ဒီပြဿနာသိပ်မရှိဘူးအခုတော့အဲ့လိုလဲခွင့်မရတော့ဟိုပေါ့အခက်အခဲတွေဖြစ်တာပဲနော်အဲ့ဒါကြောင့်မလို့ဒီအခက်အခဲတွေပြည်လဲအောင်ဆိုလို့ရှိရင်တော့အမှန်ကဟိုဘိုင်လောနဲ့ပြန်ပြီးတေချာလုပ်ဖို့ကောင်းတယ်ဒီ rules and regulations လောက်နေတော့မပြီးဘူးလို့ထင်တယ် ဲ့လိုသုံးသပ်မိပါတယ်ဒေါ်လာအသုံးပြုလောက်ကန်ရတဲ့လုပ်ငန်းတွေမှာတော့ဒေါ်လာငွေကြေးနဲ့ကြိုတင်ပေးချေထားမှုတွေအတော့ကျပ်ငွေကိုပြန်ညှိပြီးလောက်ကန်တဲ့အခါမှာလက်ရှိအချိန်အခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်စီဝါရေးပညာရှင်တွေကတော့အခုလို license သိမ်းတဲ့အတွက်မြန်မာကျပ်ငွေကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်လှုပ်ဆောင်ဖို့လိုတယ်လို့ပြောဆိုကြပါတယ်ခင်ဗျာဆက်လက်ပြီးတော့ထိုင်းနိုင်ငံနယ်စပ်ကနေမြန်မာနိုင်ငံအတွင်းကိုစံဝင်ရောက်မှုတွေရှိနေတဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်ရေကြီးနှမြုပ်မှုတွေရှိခဲ့လို့စံလိုအပ်ချက်အရာ ထိုင်းမြန်မာနယ်စပ်ဘက်တွေမှာထိုင်းစံတွေမြန်မာပြည်ကိုဝင်ရောက်နေတာရှိနေပါတယ်။တော့ဆရာတော်မလက်ရှိနယ်စပ်မှာဒီနေ့ကကျွန်တော်တို့ကရေကြီးနေမှုဖြစ်တဲ့အတွက်ကြောင့်မလို့စံစည်းကြီးတယ်အောင်နော်စံစည်းကြီးတော့ဒီရပ်ပိုင်းတွေမှာတော့မထိုင်းနိုင်ငံနယ်စပ်အဲတစင်ပေါ့နော်ဒီသူရဲ့မဲဆောက်တို့ဒီရနောင်းလုံးဘက်ကတစင်တော့ထိုင်းစံဝင်ရောက်မှုရှိတာတွေ့တယ်ဒါလည်းခုနပြောသလိုပဲစံစည်းဈေးကွက်စီးပွားရေးမှာတော့ဈေးကြီးရဲ့နေရာ ဟိုဈေးနဲ့နေရာဝယ်မှာပဲထိုင်းရဈေးချင်းကျွန်တော်ပို့မှာပေါ့နော်အဲ့ဒီဘိုင်းပြတယ်တွင်းသားကြီးတိုင်းဘက်ကလည်းထိုင်းနိုင်ငံဆန်တွေကိုတရားဝင်တင်သွင်းခွင့်ရအောင်တောင်းဆိုထားတာရှိပြီးတော့အခုထိတော့ခွင့်မပြုထားသေးဘူးလို့သူကဆက်ပြောပါဗျာနောက်တချို့ဒီအဖွဲ့ကုန်တယ်တချို့ကလည်းထိုင်းနိုင်ငံဆန်မှာတနင်္လာရီတိုင်းဆိုရင်ထိုင်းနိုင်ငံဆန်တရားဝင်တင်ပို့ခွင့်ရအောင်ကျွန်တော်စီတောင်းတာရှိတယ်ဆိုတော့လက်ရှိကတော့ကျွန်တော်တို့အနေနဲ့တရားဝင်တင်ပို့ခွင့်တော့ကျွန်တော်တို့မပေးသေးဘူးသူတို့လည်းပဲဒါပေးရတဲ့အကောင့်မှာတော့အကောင့်ခွန်ဦးစီးဌာနညှိနှိုင်းဆောင်ရွက်ရတာရှိတယ် သူကတကယ်တမ်းကျတော့ခုနကဒူဒီယိုရဲ့ဒီကိုယ်စကဘာကိုယ်စဖွဲ့စည်းရဲ့ဥပဒေအရကျွန်တော်ကပိတ်ထားလို့မရဘူး။မရတော့ကြောင်းကျွန်တော်တို့အကြံပြင်းတော့ tax နဲ့ပဲကစားမှာအခွန်ပဲကျွန်တော်ကစားလို့ရမယ်။အဲတော့ထိုင်းစံကျွန်တော်တို့အနေနဲ့တကယ်လို့တင်းသွင်းခင်းပြုမယ်ဆိုရင်အခွန်ဘလို့ကောက်မလဲ။ဒါလည်းကျွန်တော်ကညှိနှိုင်းနေရမှာ။တချို့ကလည်းဆရာရင်တော့ကောက်မယ်ဆိုရင်ဒီမှာဆန်းကောက်မယ်ပေါ့နော်။တစ်ဖက်မှာလည်းကျွန်တော်ကဘာပြန်ကြည့်ရတယ်ဆိုရင်ကိုယ်တိုင်းပြည်မှာရှိတဲ့လေသမားတွေပေါ့နော်။သူတို့တွေလည်းကျွန်တော်တို့ကပြန်ပြီးတော့စဉ်းစားဖို့လိုတယ်။သူတို့ပြည်ပဆန်တင်ဝင်လာပြီးတော့မှ ဒီစံသေးစပါးလေးကြာပါဦးလေဒီမှာအထီးကဲပဲမဖြစ်နိုင်ဘူးလက်ရှိအချိန်မှာအရေးကြီးရရှန်တာတွေကြောင့်မလို့လုံးစုံပျက်စီးသွားတဲ့လေယာမြေတွေရဲ့ထောက်ဝက်ကြောပြန်လဲစိုက်ပျိုးနိုင်နေပြီလေဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးတော့ဒီတစ်ပတ်အတွင်းမှာကျက်သွန်ဈေးတွေအနည်းငယ်ပြန်ကျလာတဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်မြင်းအောင်ဈေးတွင်းမှာအမြင့်ဆုံးကျက်သွန်တပိတ်တာကို2000ကျပ်ဝန်းကျင်ထိဖြစ်ခဲ့ရတဲ့အနည်းငယ်ပြန်ပြီးကျဆင်းလာပါတယ်ဒီနေ့အော်တိုဘာလ24ရက်နေ့ကျက်သွန်ပေါက်ဈေးက အမြင့်ဆုံးကျက်သွန်အတန်းကတပိတ္တာကို2800ကျက်ဖြစ်ပြီးတော့အနိုင်ဆုံးကျက်သွန်ကတော့တပိတ္တာ900ကျက်ဖြစ်ပါတယ်။ကျက်သွန်ဈေးတွေပြန်ကျဆင်းလာကပြီးခဲ့တဲ့ရက်ပိုင်းကမိုးရွာသွန်းခဲ့တာရေကြောင့်မလို့အထားမခံတဲ့ရေသွေးနှိပ်ကျက်သွန်တွေဈေးကွက်တွင်းကိုဝင်လာတာကြောင့်ဖြစ်တယ်လို့ဘရင်အောင်ဈေးအတွင်းကပွဲုံပန်းရှင်တူဖြစ်တဲ့ဥစိန်မြင့်ကပြောပါတယ်။ကျက်သွန်ရေသွေးနှိမ့်တာကြောင့်မလို့ဈေးချရတဲ့အတွက်ဈေးပြန်ကျတာပါလို့သူကဆက်ပြောပါတယ်။ရေသွေးနှိမ့်ကျက်သွန်တွေကုန်ပြီးတော့ရေသွေးကောင်းတဲ့ကျက်သွန်တွေဝင်လာတဲ့အချိန်နောက်တစ်ပတ်လောက်မှာ ချက်သွန်ဈေးတွေကပြန်တက်လာနိုင်ွယ်ရှိတယ်လို့သူကဆက်ပြောပြပါတယ်။ဒီတစ်ပတ်တွင်ဖြစ်ခဲ့တဲ့စီးပွားရေးသတင်းတွေကိုလလံမိသလောက်တင်ဆက်ပေးခဲ့တာပါ။မြန်မာနိုင်ငံရဲ့ကုန်စည်စည်းတွေအားတစ်ခုဖြစ်တဲ့မန္တလေးမြို့မှာဒီတစ်ပတ်တွင်ဘလို့စီးပွားရေးအခြေအနေတွေရှိနေလဲဆိုတော့တာယာကမန္တလေးမြို့ကနေတင်ဆက်ပေးထားပါတယ်ခင်ဗျာ။ င်္ဂလာပါရှင်ဒီတစ်ပတ်တင်ဆက်ပေးမယ်မန္တလေးမြို့ကစီဝါရေးအခြေအနေမှာတော့ဒီပေါကို တင်ပို့ပေးနေရတဲ့ပဲတချို့ ਨੇ နှမ်းတွေဈေးကွက်အတွင်းရှာလာတဲ့အကြောင်းမြေပဲလုံးစံတွေတရုတ်ဝယ်လက်မျောနေရတဲ့အကြောင်း ਨੇ မန္တလေးတိုင်းအတွင်းမှာပြပအဲ့ဝင်ရောက်မှုဘာကြောင့်လို့လာသလဲဆိုတာတွေကိုပါတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကနဦးတင်ဆက်ပေးမှာကမန္တလေးတိုင်းအတွင်းပြည်ပဧည့်သည်ဝင်ရောက်မှုတွေ့လာရခြင်းပါစက်တင်ဘာလကဥယျာဉ်2000ခွဲဝန်းကျင်ထိလာရောက်လည်ပတ်နိုင်တဲ့အကြောင်းကိုဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဌာနရဲ့ပြောကြားချက်ကိုကြည့်ရအောင်ပါ2013စီးကင်းကာလမှာဆိုရင်မန္တလေးကျွန်တော်တို့ဇုံတွန်းမှာဆိုရင်2013 9518ပေါ့နော်ဒါကျွန်တော်တို့2014ကျတော့ကျွန်တော်က2013 2566ဆိုဒါပို့ပြီးတော့တက်လာတာပေါ့လေဒီနှစ်ထဲမှာဆိုရင်ပို့ပြီးတော့တက်မယ်ဆိုတဲ့အနေထားလဲကျွန်တော်ဒီနှစ်အထိကိုကျွန်တော်တို့ကဒီကျွန်တော်တို့ဒီ high season မရောက်ခင်မှာကို39920ရောက်နေဖြစ်တဲ့အတွက်ဒီနှစ်ကလည်းကျွန်တော်တက်လာနိုင်မယ်ဆိုတာကျွန်တော်တို့ကတော့သိချာဘလောက်တည်နေပါလဲစာချုပ်မြင့်လာပါလိမ့်မယ်ဘာလို့ဆိုပြီးခဲ့တဲ့ပတ်ကဆိုရင်ကျွန်တော်တနင်္ဂနွေလုံးမှာလည်း3.08ပဲရှိတာကိုကျွန်တော်တို့ဒီနှစ်မှာဆိုရင်ကျွန်တော်တို့က data ဖွဲတည်ကြထားတော့အဲ့ဘောင်အတွင်းတော့ကျွန်တော်တို့ဝင်နိုင်ပါတယ် မြန်မာနိုင်ငံမှာစီးကိန်းပွဲတော်ကျင်းပခဲ့တဲ့2013ခုနှစ်တည်းပြပဧဝင်ရောက်မှုကစံချိန်တင်လောက်အောင်မြင့်တက်လာပါတယ်။ဒီနှစ်စက်တင်ဘာလမှာပြပဧဝင်ရောက်မှုက3သိန်းဝန်းကျင်ရှိခဲ့ပါတယ်။မန္တလေးတိုင်းမှာဟိုတယ်အလုံးရေပေါင်း164လုံးထိတိုးလာခဲ့ပြီးအခန်းပေါင်းက6682ခန်းထိရှိလို့ဧဝင်ရထားချက်၄တန်းခွဲ ကိုကြော်နိုင်မယ်လို့ဟိုတယ်နဲ့ခရီးသားညွှန်ကြားမှုဦးစီးမှုကဆိုပါတယ်။မန္တလေးတိုင်းမှာ2015အတွင်းဟိုတယ်အလုံးရေအတွက်တိုးလာသလိုတရားဝင်ဖွင့်ဝင်လိုင်စင်မယူဘဲခရီးသည်တွေကိုလက်ခံနေတဲ့ဟိုတယ်တက်ခိုခန်းတွေရှိလာပါတယ်။တရားမဝင်တဲ့ဟိုတယ်ဟာခရီးသည်တွေအတွက်လုံခြုံမှုမပေးနိုင်လို့စစ်စစ်အရေးယူတဲ့အကြောင်းဟိုတယ်ဇွန်ဥက္ကဋ္ဌကပြောပါတယ်။ လုပ်သားအခက်ခဲရှိတယ်ဝန်ထမ်းအခက်ခဲတည်းရှိတယ်နော်ကျွမ်းကျင်ဝန်ထမ်းလည်းရှိဘူးဝန်ထမ်းနေရာလည်းမနိုင်ဘူးတက်ဖွင့်တဲ့ကောင်တွေကခေါ်လာပြေးလိုက်ဒီပြေးပြန်ဟိုပြေးဒီပြေးအဲ့လိုတွေပေါ့နော်ဒီဟိုတဲ့တော့ကလူတွေအဆင်မပြေကြဘူးနော်ဒါအင်္ဂယ်တို့ပြောတဲ့ဟိုတဲ့စင်းကတရားဝင်အင်္ဂယ်တို့အသိဝင်ထားတယ်ဟိုတဲ့ကြီးမှလမ်းစဉ်ယူထားတယ်တရားဝင်စင်းမဲ့ရှိတယ်ရှုပ်တရားမဝင်ဟုတ်လားအဲမဟုတ်ပေါ့နော်လမ်းစဉ် မရှိဘူးတက်မွန်မန်နဲ့ဖွင့်နေတဲ့ဟိုတယ်တွေလည်းအများကြီးရှိနေတယ်။ရေးမှုပိုင်းမရှိသေးဘူးဆက်ဆင်းမှုပိုင်းလည်းမရှိသေးဘူးဒီတိုင်းပဲအဲဒီတိုင်းပဲဖြစ်နေငိုတိုင်းပဲပေါ့နော်။တက်ပြီးတော့ဒီစီကံစနစ်တကျမရှိကြသေးဘူး။ဒီစီကံမိုင်းဆိုင်ရာဒီဥပဒေနဲ့အညီပေါ့နော်။အဲပြုလုပ်ဖို့ခြားတော့ခြားတော့သက်ဆိုင်ရာဒီတိုင်းဒေသကြီးချိုးရပေါ့နော်။သက်ဆိုင်ပေါ့နော်။အငယ်လို့ကတော့ ဒါနဲ့ရှိသလားမရှိဘူးလားဟဲ့လားရောင်းဝင်သလားမဝင်ဘူးလားဆိုစစ်စစ်ပိုင်ကမရှိဘူးအဲတိုင်းနေတာကြီးအနေနဲ့ကတော့ဒီရလေးတွေကိုရောင်းဝင်စစ်စစ်ပေးမယ်ဆိုရင်တော့အဆင်ပြေတာပေါ့တရားဝင်ဟိုတယ်ဖြစ်ပါကအက်ဂျူကောင်တာရှိမှာအတိအမှတ်ပြုလိုင်စင်အမှတ်တံဆိပ်ကိုခြေဆွဲထားမှာဖြစ်ပါတယ်အခုအခါမှာတော့အိန္ဒိယပို့ကုန်ဖြစ်တဲ့ပဲဒီစိမ့်တွေဈေးကွက်အတွင်းပစ္စည်းပြက်လာအောင်ရှားနေတာ တရုတ်ဝယ်လဲမျောနေတဲ့ပဲဆန်ဈေးကွက်တွေကြောင့်အယောင်းဝယ်တွေအင်းနေပါတယ်ကလေးပဲအမျိုးအစားဖြစ်တဲ့ V2 ထိုင်ဝမ်တွေကမျိုးစစ်ရာသီချိန်ဖြစ်လို့ဈေးကောင်းလာပါတယ်။မန္တလေးပဲစီးကွက်အတွင်းမှာလည်းတုံးတင်းဝင်တဲ့အိတ်ကို ထိုင်ဝမ်ကကျက်13,800 V2 ကကျက်13,500နဲ့ပစ္စည်းရှားနေပါတယ်။ပဲစင်းငုံလည်းကျက်13,000ရှိပေမဲ့အယောင်းဝယ်အေးနေပါတယ်။ နက်နက်တွေကတရုတ် export ကုန်ရှိနေပေမဲ့အိန္ဒိယပို့ကုန်ဖြစ်တဲ့အဲဒီစိမ့်နဲ့မက်ဘဲကတော့ကုန်မရှိတော့လောက်အောင်ရှာနေလို့တင်ပို့ကုန်တွေလည်းနှဲလာတဲ့အကြောင်းကိုဘဲကုန်တယ်တွေကပြောပါတယ်တလားကြော်ကြာတရုတ်ဝယ်လက်မရှိတော့တဲ့မြေပဲလုံးစံတွေနဲ့အယောင်းဝယ်တွေအေးနေပါတယ်လုံးစံတပိတာကိုကျက်2800စီစံက2500ရှိပါတယ်ဘဲစီစီးတွေလည်း ကျက်9000ကျော်ကနေကျဆင်းလာပြီးလက်တလုံးမှာတော့တပိတ်သာကျက်4500ကနေ6000စီရှိနေပါတယ်။အခုရပိုင်းအတွင်းမှာနထိုးကြီး၊မြင်းချံ၊မကွေးဘက်ကမြေပဲလုံးစံတွေအဝင်ရှိတာကြောင့်တောင်သူတွေတပိတ်သာကျက်2600နဲ့ဈေးတင်းနိုင်မှစိုက်ပျိုးစရိတ်ကမိနိုင်တယ်လို့သုံးသက်ပြောဆိုမှုတွေရှိနေပါတယ်။ အောက်တိုဘာ15ရက်နေ့ကမန္တလေးမှာ အခောက်ရွှေတစ်ကျပ်သာကျက်8သိန်းကျော်ထိရောက်ရှိခဲ့ရတာကနေအောက်တိုဘာလကုန်ရက်ပိုင်းအတွင်းမှာတော့ကျက်9သိန်း9000ကျော်ဈေးနဲ့အတက်အကျရှိနေပါတယ်။အောက်တိုဘာ22ရက်မန္တလေးရွှေဈေးနှုန်းမှာ9သိန်း9400ကျက်ဖြစ်ပြီးကမ္ဘာရွှေဈေးကတအောင်စားကို ကန်ဒေါ်လာအမြင့်ဆုံး1180ရှိပါတယ်။ ဒါတွေကဒီတစ်ပတ်အတွင်းတင်ဆက်ပေးခဲ့တဲ့မန္တလေးကစီးပွားရေးဈေးကွက်တချို့ရဲ့အခြေအနေတွေဖြစ်ပါတယ်။ကျမကတာယာပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံအနှံ့ပြားကလလန်းမိသမျှစူးစီးရရှိတဲ့စီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတဲ့တပတ်တွင်းစီးပွားရေးသတင်းစီစဉ်မှာဒီစီဇန်ကိုအပတ်စဉ်တနင်္ဂနွေနေ့တိုင်း DVB ကနေတင်ဆက်ပေးနေပါတယ်။ကြည့်ရှုအားပေးကြရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တာနိုးဝေပါ။